ုတ်ကဲ့ပထမဆုံးအနေနဲ့သင်္ကန်းစာအတစ်တစ်အနေနဲ့ပေါ့နော်ဒီဟာလေးကိုအမအရင်ရှင်းပြချင်ပါတယ်။ကိုရီးယားမှာဆိုရင်ဘီ14လုံးပေါင်းဆက်ဘီ5လုံးတရာ10လုံးပေါင်းဆက်တရာ11လုံးဆိုပြီးရှိရပေါ့နော်။ဒီဘီ14လုံးပေါင်းဆက်ဘီ5လုံးတရာ10လုံးပေါင်းဆက်တရာ11လုံးကိုရတော့မှအမတို့ကကိုရီးယားစလုံးလေးတစ်လုံးကိုရေးလို့ရမှာပေါ့နော်။အဲ့တော့ သူ့ရဲ့ပေါင်းစပ်နေရတော့ဒီလိုမျိုး1 2 3 4ပေါ့နော်အာတရာဘီတရာတရာဘီဘီတရာဘီအဲ့လိုမျိုးပေါင်းတော့မှစလုံးလေးရဖြစ်တယ်အဲ့တော့အမတို့ကဒီစလုံးလေးရစရည်ဖို့အတွက်ကိုဘီ14လုံးကိုအမအရင်အရင်ဆုံးအတန်းထွက်ပြပါမယ်ဒီရဲ့နောက်ဗီဒီယိုမှာတော့ဒီ B14 လုံးနဲ့ပေါင်းဆက်ပြီး9လုံးကိုဘယ်လိုရေးရလဲဆိုတာလေးကိုအမှရေးပြသွားမယ်ပေါ့နော်အဲ့တော့ပထမဆုံး B14 လုံးပေါ့ကာနာ ဒရာမာဘာစာအာဇာချာခာတာပဟပေါင်းဆက်ပြီးငါလုံးကတော့ကာတာပါစာကြာနော်အဲ့တော့အမတို့ကဒီ16လုံးကိုရတော့မှနောက်ထပ်အဆင့်တစ်ခုကိုတက်လို့ရမှာဖြစ်တဲ့အတွက်အာဒီတရက်နှစ်ရက်ပဲ ဒီဗီဒီယိုလေးကတူမယ်ပေါ့နော်။ဘာလို့လဲဆိုတော့မောင်လေးတို့ညီမလေးတို့ဒီဟာကိုအလွတ်ချက်ထားတော့မှနောက်တင်တဲ့စာတစ်ခုတက်လို့ရရဲ့အတွက် step by step သွားတာဖြစ်ပါတယ်။အဲ့တော့ဒီဒီစက်လေးလုံးကိုအခုအမအသံထွက်ပြီးသွားတဲ့နောက်မှာအမဘယ်လိုရေးရလဲဆိုတော့ရေးပြမှာဖြစ်ပါတယ်။